အလုံးမင်းလာပါကျွန်တော်64ရောနဲ့ပြည့်လက်ကျေးဇူးပါတယ်ကျွန်တော်တို့ချက်စီးပေါ့နော်ကသာသမားတွေအများကြီးကိုပြည့်မှတ်ထားနေတာဒါဝင်ဒီကိုလိုလဲတည်ရပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ချက်စီးအနေနဲ့ပေါ့နော်အပေကသမားကိုအဓိကခေါ်ခြင်းနေလဲဆိုအောင်ပြောတော့မရှင်းဘူးပေါ့နော်တွေးတဲ့လူလိုက်ပြီးတော့ပြည့်မှတ်ထားနေတယ်လို့မျိုးဖြစ်နေပေါ့နော်ကျွန်တော်ချက်စီးအနေနဲ့ပေကသမားကိုအဓိကမန်နေဂျာခေါ်ခြင်းနေရာလဲအာချက်စီးအနေနဲ့ပေကသမားကိုခေါ်တဲ့လေပေါ့နော်ဘယ်နေရာတွေဖြည့်တင်းတယ်လဲဆိုတာလည်းပတ်သက်ပြီးတော့အာညီလိုနဲ့တူတူကျွန်တော်ဆွေးနွေးခြင်းနဲ့ဆိုတော့ က်ရှိနေထားတဲ့ဘိုလီတို့အဲထားမှာပေါ့နော်အော်သူတို့ဟိုချမှတ်ထားတဲ့ system structure အရာသူတို့သတ်မှတ်ထားတဲ့ဒီစီမင်းစည်းကမ်းတွေနဲ့အကိုက်တဲ့ကစားသမားတွေကိုအထူးအဦးစားပေးပြီးတော့ခေါ်နေရတွေ့ရတယ်ပေါ့။ဟိုဒါပေမဲ့တကယ်အသုံးဝင်တဲ့ကစားသမားပေါ့နော်လက်ရှိအသင်းနဲ့အဆင်ပြေမဲ့ကစားသမားမျိုးခေါ်ယူတာမျိုးတော့လက်ရှိအချိန်မှာမတွေ့ရသေးပေါ့နော်။ဆိုတော့ဒါကိုလည်းကျွန်တော်တို့ဘက်ကနေပြီးတော့ဘာလို့ပြောမလဲ။အင်းတွားပြီးတော့ မခေါ်နဲ့လို့လည်းပြောလို့မရဘူးပေါ့နော်သူတို့ကဒါကိုဆက်လုပ်နေမယ်ဆိုတော့ကျွန်တော်တို့ဟိုကောင်းကောင်းကြီးတည်နေတယ်ဒါတော့စီးပွားရေးအရာပေါ့ကျွန်တော်တို့နောက်တန်းမှာဖြစ်တင်းနဲ့ဖြစ်တင်းတင်းနဲ့ကာသမားတွေရှိတယ်တောင်မတက်စစ်မှာဖြစ်တင်းဖြစ်တင်းတင်းနဲ့အခြေအနေရှိတယ်ပြီးတော့တက်စစ်တက်စစ်နေရာမှာပေါ့နော်အဓိကဖြစ်တင်းရမဲ့ကာသမားတွေရှိတယ်ဥမာဆိုရင်ကျွန်တော်တို့နောက်တန်းကိုဖြည့်တင်းတင်တယ်ပေါ့နော်နောက်တန်းကိုကျွန်တော်တို့အတင်းတင်းလုံးကြီးကိုဥဆောင် ုံနိုင်တဲ့ကသသမမျိုးမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့နောက်တန်းနဲ့ကြီးကိုသမောင်းကိုတော့ကောင်းကောင်းဥဆောင်နိုင်တဲ့ကသသမမျိုးကိုတော့ခေါ်တဲ့နဲ့အနေထားမျိုးပေါ့နော်ဒါပေမဲ့ချက်စီကခုလက်ရှိအနေထားကခေါ်လိုက်တဲ့ကသသမကမမဒူစာတီအသက်16နှစ်ရွယ်ဆက်စထရာဘောရဲ့အဲစင်တာဘက်ကသသမလေးကိုတော့ခေါ်လိုက်တယ်ပေါ့နော်ဆိုတော့တကယ်လို့အနေထားကလီဒါတိုက်ပေါ့နော်ကျွန်တော်တို့အသင်းကိုဥဆောင်နိုင်ဖို့ ဟိုမဟုတ်တော့မှဒီနောက်တန်းတစ်ခုလုံးကိုဥဆောင်နိုင်တဲ့ကစားသမားမျိုးခေါ်ခေါ်တင်တာပေါ့နော်ဒါမှလည်းကျွန်တော်တို့လက်ပိုင်းကိုဝဲတို့ဟာဒီတခြားကစားသမားတွေပေါ့နော်သူ့နောက်ကိုလိုက်ပြီးတော့ကစားမယ်ပေါ့နော်ဒီလက်ပိုင်းကိုဝဲတို့ကလည်းဒီလိုမျိုးဥဆောင်မှုကိုလိုအပ်နေတာပေါ့နော်ဒါကကျွန်တော်တို့နောက်တန်းမှာတကယ်မှတကယ်လိုအပ်နေတဲ့အဆင်ပေါ့နော်တကယ်လဲကျွန်တော်တို့ဟိုဒီနေရာမှာဖြစ်တင်းတင့်တယ်ဆိုတော့ပြီးတော့ကျွန်တော်တို့တောင်မန်တိုက်စစ်မှာပေါ့နော်အဓိကတော့ဒီဘယ်တောင်မန် နေရာပေါ့နော်ကျွန်တော်ညတော်မမဆိုရင်ဒါမတော်ကီတို့နတိုတို့ရှိနေတော့ဟိုဒါ SW William နဲ့ကျွန်တော်တို့အာပြန်လာမဲ့အနေထားမျိုးဆိုတော့ဒီညတော်မန်ကတော့အများကြီးလိုလိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့ဘယ်တော်မန်ကိုတော့ဟိုဒီအသင်းကိုကျွန်တော်တို့အော်ဒီဥရောပရဲ့စင်မြင့်ထက်မှာအကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ဆွတ်တင်နိုင်တဲ့အဲကသသမားမျိုးတောင်မန်တိုက်စစ်မျိုးဟိုလိုအပ်လိုအပ်တယ်ပေါ့နော်အများကြီးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့တယောက်လောက်ကတော့ ဟိုခေါ်တင်တယ်လို့ကျွန်တော်မြင်တယ်ဆိုတော့ဒီတောင်ပန်စစ်စစ်မဟုတ်တော့မှဒီဒါပါဒီ has pay ချောင်းဝင်တိုးနိုင်တဲ့ကသမာမျိုးပေါ့နော်ဥပမာကျွန်တော်ဒီအာဆူမီလာမောဂန်ရောဂျာလိုကသမာမျိုးကျွန်တော်တို့ဟိုခေါ်ယူလို့ရတယ်ပေါ့နော်ပြီးတော့ဒီဥပမာ white area မှာကျွန်တော်တို့ဒီကူရလာကဒီ overlapping တက်တယ်ဆိုရင်ဒါဒီဒီလိုမျိုး has pay ချောင်းဝင်ပြေးဖို့ ဆိုရင်ကျွန်တော်မော်ကန်ရိုကြာလို့ကစားသမားမျိုးဘောကရင်းလည်းကောင်းအောင်မယ်ပိုဆက်ရှင်နီလည်းကောင်းအောင်မယ်ဆိုတော့ဖန်နိုင်မှုလည်းရှိရမယ်ဒီလိုကစားသမားမျိုးလိုအပ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့တကယ်လိုက်နေတာကတော့တောင်ပန်တိုက်စစ်စစ်စစ်ကိုဟိုလိုက်နေတာဖြစ်တယ်အဲဒီနေရာမှာကျွန်တော်တို့ဒါအာမာရက်စကာနီးပါမာရက်စကာဘာလို့မလဲပေါ့မူတည်ပြီးတော့ဘယ်ကစားသမားကိုခေါ်မလဲဆိုတာကျွန်တော်ကွဲပြားသွားနိုင်တယ်ပေါ့နော် ဒါပေမဲ့မာရစ်ကလည်းခုချိန်ထိတော့သူလည်း viewer ကိုကောင်းကောင်းမချနိုင်သေးဘူးဗောနောပုံသေးမရှိသေးတာမျိုးကိုတွေးရတယ်အအတင်းကိုကျွန်တော်တို့ကောင်းကောင်းစက်တက်မချနိုင်ရင်သေးတာကိုတွေးရတယ်ဗောနောဆိုတော့အဒါကတော့ကျွန်တော်တို့ဒီမလန်းပြောရင်ဒီ တောင်မန်တက်စစ်မှာမှန်ကဲလိုအပ်တယ်ပေါ့နော်ဆိုတော့နောက်ထပ်လိုအပ်တာကဘာလဲဆိုတော့ဒီအထောင်တက်စစ်ပေါ့နော်အထောင်တက်စစ်မှုစစ်စစ်လိုအပ်တယ်ကျွန်တော်တို့ clinical clinical strike ကမလိုအပ်ဘူးဗျာဒီနေရာမှာကျွန်တော်တို့ Justin ဒီလက်နှစ်ယောက်ရှိသွားတယ်ဗျာ Justin ကိုမထုတ်ဘူးဆိုရင်ဒီလက်နဲ့ Justin နဲ့အလုံလောက်နေပြီဆိုတော့ကျွန်တော်အမြင်ရဟိုဒီလိုပဲကျွန်တော်တော့မြင်တယ်ဆိုတော့အဓိကကဒီပြန်ပြန် ရဲ့ area ပေါက်ထဲမှာကောင်းကောင်းအဆုံးသတ်နိုင်တဲ့တက်စင်မှုမျိုးလိုအပ်တာလေချက်စီမှာကျွန်တော်တို့ creative player တွေအများများတယ်ဥပမာကုပမားလည်းရှိတယ်ဗျာအန်ဆိုလည်းရှိတယ်ဒီတောင်မန်တွေကလည်းကျွန်တော်တို့ခော့တွေခော့တွေထောင်းနိုင်တဲ့ကစားသမားမျိုးတွေရှိတယ်ဥပမာကျွန်တော်ပထမတိုးဆိုရင်ဒါပြီးခဲ့တဲ့ရာသီကဆိုရင်ခော့တွေထောင်းတယ်ဟိုမတိကျအောင်ဆိုရင်လည်းသုံးလုံးတစ်လုံးကတော့ဒီဒီ area ပေါက်ထဲရှောက်တယ်ဘောနော်ဒါပေမဲ့ကျွန်တော်တို့ အတင်းမှာအဆုံးသတ်နိုင်မယ်တက်စီမျိုးမရှိတဲ့ခါမှာဒီပြီးခဲ့တဲ့ရာသီကအနေနဲ့ဆုံးရှုံးမှုတွေအများများခဲ့တယ်ကျွန်တော်တို့မလို့အဖက်နဲ့အာပွဲတွေနောက်ဆုံးချိန်ထိကျွန်တော်တို့ပင်မမကန်လိုက်ရတယ်ပေါ့နော်ဆိုတော့အော်ကျွန်တော်အမြင်ရဆိုရင်ဒီနေရာမှာဥမာအလန်းလိုတက်စီမျိုးမျိုးအော်ကျွန်တော်လိုအပ်တယ်လို့အော်ကျွန်တော်ကမြင်တယ်ဒီ area ပေါ့ထဲမှာကောင်းကောင်း position ယူနိုင်ရမယ်ကောင်းကောင်း finishing ကိုကောင်းကောင်းအဆုံးသတ်နိုင်ရမယ်ကာသမာမျိုးပေါ့နော်ဒီလိုကာသမာမျိုးကျွန်တော်တို့လိုအပ်တယ်ဆိုတော့ကျွန်တော်တကယ်လိုချင်တဲ့ အဲတက်စမှုကတော့ပေါ့နော်ကျွန်တော်အိုစီမန်ဖြစ်တယ်ပေါ့နော်ကျွန်တော်ချက်စီနဲ့လည်းဟိုလိုက်မယ်လို့ဟိုထင်တယ်အာဒီတက်စမှုကတော့ဟိုဖြစ်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါပေမဲ့အဲကစားသမားကချက်စီနဲ့လမိုင်းမကက်ဘူးပေါ့နော်ဟိုပြောရရင်ကအများကြီးလက်စားကိုအများကြီးလိုချင်တဲ့ပုံစံမျိုးဟိုချက်စီနဲ့တော့မကိုက်တဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒီကစားသမားက sorry လေးရနေပြီးတော့အများကြီးပေးပြီးတော့ခေါ်ယူတာတော့မှငင်းထားတာဆိုတော့ မှန်တယ်ပြောရင်ဥရောပမှာတော့ဟိုနေချင်းနေတဲ့သဘောမျိုးတွေ့ရတယ်ဒါပေမဲ့ဒါသာအများကြီးလိုချင်တယ်ဒါမျိုးချင်းတွေကိုကျွန်တော်တို့ချက်စီရလဲထပ်ပြီးတော့ကန်းလန်းလိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်အချက်စီဘက်ကပို့ပြီးတော့ဒီတိထက်ပို့ပြီးအသက်ငယ်တဲ့ကစားသမားမျိုးကိုတော့လိုက်လိမ့်မယ်လို့ထင်တယ်ဆိုတော့ဟိုဘာလို့လဲဆိုတော့ဒီလာသာ system အကြောင်းပေါ့နော်အော်ဘာကြောင့်လဲဆိုတော့ဒီဟိုကိုဥမာဟိုကိုအီကီတီကီတို့ဆိုရင်တော့ပေါင်းနှန်း80လောက်ပေးရမယ်နေဒါမျိုးမှာဒီအော်စီမန်လည်းအဲ့လောက်ပဲပေးရမှာဒါပေမဲ့လာစာရဲ့ rate ကအော်စီမန်က အာဒီဟိုကိုအကီဒီအကီထဲတော့ကျွန်တော်တို့မဆော30လောက်များနေတဲ့အနေအထားမျိုးဖြစ်နေပါတော့ဒါကြောင့်မို့ကျွန်တော်တို့ချက်စီကတော့ဒီအော်စီမံကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ကန်းလန်းလိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့ဟိုချက်စင်တို့ဒီရန်ဒီလက်တို့နဲ့လည်းဒီဥရောပတစ်ခုမှာတော့လုံလောက်မယ်လို့တော့မထင်ဘူးဒီပရီးမီးယားလိမ့်မှာတော့ကျွန်တော်တို့ကောင်းကောင်းလုံလောက်ချင်လုံလောက်လိမ့်မယ်ဒါပေမဲ့ဥရောပတစ်ခုမှာတော့လုံလောက်မယ်လို့မထင်ဘူးအာဆိုတော့အာဒီနှစ်ယောက်နဲ့ပဲအဆုံးသတ်သွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ ဖြစ်ကောင်းလဲဖြစ်နိုင်တယ်နော်ဒီမြောက်ထဲနဲ့ကျွန်တော်အတင်းအဆုံးသက်သွားမလားဆိုတာလဲစောင့်ကြည့်ရမယ်ပေါ့နော်။ဘာကြောင့်အာဒီလိုပြောရလဲဆိုတော့သူချိတ်ခတ်နေတဲ့ဟိုဒီအဲလောစေပေါ့နော်ခုကို EKT ကလည်းဈေးကအရင်များလင်းနေတယ်။အာဆိုတော့ဟိုပြီးတော့ဂျော့ဂရက်ပေါ့နော်ဂျော့ဂရက်ကလည်းဘာကြောင့်တွန်းဆုံနေလဲ။ဟောကျွန်တော်ဈေးရတဲ့အဖြစ်မျိုးမတွေးရသေးဘူး။ဆိုတော့ချက်စီးပါလို့မလဲဆိုတော့စောင့်ကြည့်ရမယ်ပေါ့နော်။ အာဆိုတော့အာညီတို့ရောဘယ်လိုမြင်လဲပေါ့နော်။အော်ဘယ်ကစားသမားနဲ့ချက်စင်းနဲ့လိုက်ဖက်မှုရှိမလဲ။လူချင်းနဲ့ကစားသမားတွေရောညီတို့လူချင်းနဲ့ကစားသမားတွေရောရှိလားပေါ့နော်။ဘယ်သူတွေလဲ။အာကျွန်တော်ပြောသွားကြပါအောင်။အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ညီ။